ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေဦးဒုတိ channel နဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ရဲ့ကျေးဇူးတူကိုရီမိုင်းအားလုံးတယောက်မကျန်စိတ်ချမ်းသာကြေကိုင်းကျမ်းမနေမယ်ပြည့်စုံကြပါစေလို့ဥဒ္ဒဗရမဆုမောကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာကဲကျွန်တော်ရဲ့အခုဗီဒီယိုကျေးဇူးနေတဲ့ကိုရီမိုင်းရဲ့ထဲမှာပေါ့နော်မျက်နေတဲ့သူတွေတဲ့ရှုံးနေတဲ့သူတွေကပို့ပြီးတော့များနိုင်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒါတင်းနေတဲ့ညနေရဆိုလို့ရှိရင်ပါဝါထွက်တယ်โอเคပါဝါထွက်တယ်အင်္ဂါနေ့မနက်မှာပါဝါထထွက်တယ်။ရာသီနဲ့ကိုယ်ပတ်စီသမားရဲ့အားလုံးအဆင်ပြေကြတယ်လို့ထင်တယ်ပေါ့နော်။ ညနေမှာကျွန်တော်ကိုလေးကိုလေးဆိုပြီးတော့ထပ်ဆင်းတယ်ဆိုတော့ဒါကိုလေးကတော့ဒိုင်လခုတ်တဲ့ရေပဲဆိုတော့ခံရအောင်ပါပဲပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ကိုရီမားတွေကိုဒါရုံးနေတဲ့ကိုရီမားတွေလည်းပါမယ်ညနေတဲ့ကိုရီမားတွေလည်းပါမယ်ဘယ်သူပဲဖြစ်ဖြစ်ဒါကျန်တဲ့၄ချိန်စာမှာထိုးကြည့်တဲ့တက်တာပြီးတော့ဒါ၄ချိန်နဲ့မွေးရမှာမွေးရမယ်ကျွန်တော် break တစ်ခုကိုကျွန်တော်တွေ့ကြတာရှိတယ်ရွေးထုတ်ပေးကြတာရှိတယ်အဲ့တော့ကြောင့်မို့လို့စေဝင်စားတဲ့ကိုရီမားတွေကဒီဗီဒီယိုလေးကိုစာဆုံးကြည့်ပါမယ် အဘရိတ်လေးကိုကဲပေါင်းနေတဲ့ကိုယ့်ဘက်ကိုတုံးခြင်းလဲတုံးပါကျွန်တော်ကမြေရစေတနာနဲ့ free မျှော်ပေးမှဖြစ်တာမို့လို့အမှန်မှန်လက်ခံနိုင်မှသာယူသုံးယူကစားပါလို့ကျွန်တော်အရင်ဆုံးပြောကြားခြင်းပါတယ်နော်ပြောလို့ရှိရင်ကျွန်တော်ကြံတဲ့၄ချိန်မှာကျွန်တော်ရွေးထုတ်ပေးရတဲ့အခွေတစ်ခုကြံနေတယ်ဗောနော်အရှိမကျွန်တော်အောင်နာတာကကျွန်တော်ပတ်သီးရဲ့ break ရဲ့အောင်မွေးပါပြီ break ဆိုလို့ရှိရင်တစ်ချောင်း break ပတ်သီးရနှစ်ပတ်သီးနော်အဲ့ဒါကကျွန်တော်ထပ်ပြီးတော့ဒါအခွေမကြီးကို break တစ်ခုတည်းရွေးပြီးတော့ထပ်ထုတ်ပေးမှာ ်နော်အဲ့ break တစ်ခုကိုဒါကျန်တဲ့၄ချိန်မှာကစားကျင်တဲ့သူတွေကကစားပါဒါမှမဟုတ်ကျန်တဲ့၄ချိန်မှာအခွေတစ်ခုကျန်ပါသေးတယ်အဲ့အခွေကိုကစားကျင်ကစားပါတဲ့အားလေးကိုကျွန်တော်မတိသေးတဲ့ကိုရီမားရဲ့အတွက်ကိုကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့ပြောပေးမယ်ပြောပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နေ့တိုင်းမနေ့ပြန်ကစားဖို့အတွက်ကိုကျွန်တော်သတိထားမယ်ကနန်းလေးနဲ့ကျွန်တော် main ကြွေးခွက်ပေါ့နော်ဒါလေးတွေကိုပြောပြီးတော့ဗီဒီယိုလေးညှနာပါမယ် ကျွန်တော်ရဲ့ video ကြည့်ရှုနေတဲ့ကိုရီမားရဲ့အခြေအုံအများကြီးအများကြီးတင်ပြထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်လို့တို့ရှင်းနေတဲ့တိတိမိမိတို့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 လေးပဲပြောကြပေးပါမယ်။အဲဒါကြောင့်မလို့ကိုရီမားရဲ့ကျွန်တော်တခုလေးပဲပြန်ပြီးတော့လုပ်ပေးရမှာကကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးတဲ့ကိုရီမားရဲ့ဒီ video ကြည့်နေတဲ့သူတွေမှာပါတယ်ဆိုလို့ရှင် subscribe လေးတစ်ယောက်တစ်ချက်တော့ကျွန်တော်ပြန်ပြီးတော့လုပ်ခဲ့ပေးပါကျွန်တော်ရဲ့ကြိုးစားအားထုတ်အကြုံနှံ့အောင်လို့ဒါကိုရီမားရဲ့ app မှာဘယ်လောက်ရှိတယ်သိချင်တဲ့အတွက်ကြောင့်မလို့ကိုရီမားရဲ့ subscribe လေးတစ်ယောက်တစ်ချက်နှိပ်ပေးပါပါ။ okay လေးတစ်ယောက်တစ်ခုစီမှန်ပေးပါပြီးတော့ ဗီဒီယိုလေးကိုလိုက်လက်မှတ်တယောက်တစ်ချက်စီနှိပ်ပေးသွားခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြပါအောင်ကျွန်တော်တောင်းဆိုပေးရစေနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်စလိုက်ရအောင်အရေးအဆိုးကျွန်တော်ကဲဘောက်ဘရိတ်လေးတစ်ခုကိုအရင်ပြောမယ်ပေါ့နော်ကဲဘောက်ဘရိတ်လေးတစ်ခုအရင်ပြောမယ်ဘရိတ်ဆိုင်လေးကအရင်လဲလှတယ်သုံးချင်တဲ့သူတွေကသုံးပါအဲ့ဒါကတော့ကျွန်တော်ခွန်ဘရိတ်ဖြစ်ပါတယ်ခွန်ဘရိတ်နော်တုံညာခွန်16253489เนาะဒီရာလေးကခွန်ဘရိတ်ဖြစ်ပါတယ်အဲ့ဘရိတ်လေးကိုကိုရီမားတွေက ယူသုံးခြင်းတဲ့သူတွေကယူသုံးပါကိုအဆင်ပြေသလိုသုံးပါကျွန်တော်ပေါ့လို့မြတ်လို့ကျွန်တော်ပေးပေးပါငွေပေးပါဆိုပြီးတပြားတစ်ချက်မှကျွန်တော်ဘယ်သူစီမှမတားမှုပါဘူးကျွန်တော်ကိုပေါ့ကိုယူကိုပေါ့ကိုလှူနော်ဟုတ်ပြီကျွန်တော်အဲ့ complete ထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ပွဲတော့ရှိရဲအဲ့ဒါကကျွန်တော်ရှစ်ကိုဖြစ်ပါတယ်ဗောနော်ကျွန်တော်ဟိုအခွေထဲမှာလည်းကျွန်တော်တင်ကွက်နေနေရှစ်ကိုပေးရတာရှိတယ်ဗောနော်ဒီ complete ထဲမှာလည်းကျွန်တော်ကြိုက်ဆုံး6ကိုဖြစ်ပါတယ်ဒါတင်ခွက်ကြိုက်တဲ့ကိုရီမားတွေတဘောကောင်းကြိုက်တဲ့ကိုရီမားတွေယူသုံးခြင်းသုံးလို့ရအောင်ပေါ့နော် ်ကွန်ပရိတ်ဖြစ်ပါတယ်။ကဲဟုတ်ပြီ။ဒါဆိုရှင်ကျန်တဲ့လေးလုံးခွေတခွေပြောအောင်။ကျန်တဲ့လေးလုံးခွေတခွေသည်ကျွန်တော်တို့တိ669ခွေဖြစ်ပါတယ်ခင်ဗျာ။အဲဒီမှာကျွန်တော်ရှင်းပြပါတယ်ဗောနော်။တိ669လေးလုံးခွေတခွေဖြစ်ပါတယ်။အဲဒီခွေလေးကကျွန်တော်တို့မနက်ဖြန်ကြာသပတေးနေ့တော်မှာဆင်းရင်ဆင်းလာနိုင်တယ်။ဒါမှမဟုတ်ကျွန်တော်တောက်ကြန်နေ့မှာဆင်းဆင်းနိုင်တယ်ဗောနော်။ဆိုတော့ဒီဘက်မှာကျွန်တော်စပြီးတော့ထုတ်ပေးခဲ့တာ break ရဲ့အခွေရဲ့ ပတ်သီးရထားထုတ်ပေးခဲ့တာဗောနော်ပတ်သီးနဲ့ကျွန်တော်တို့ brain နဲ့အောင်းသွားပြီအောင်းသွားပြီတွေ့ကြောင်းမလို့ကျွန်တော်ဒါအခွေတစ်ခုကြံတယ်ပြီးတော့အခုနောက်ထပ်တစ်ခု brain အစ်စ်တစ်ခုကျွန်တော်တစ်ခုလည်းကျွန်တော်ရွေးပြီးတော့ထပ်ထုတ်ပေးကြတယ်เนาะအဲကြောင့်မလို့ယုံကြည်တဲ့ကိုရီမားတွေကျွန်တော်ကိုရွေးချယ်ပြီးကျွန်တော်ရွေးချယ်ပြီးတဲ့ခဏနေချိန်သိတဲ့ကိုရီမားတွေကယူသုံးယူစားမယ်เนาะကဲဟုတ်ပြီဒါဆိုလို့ရှိရင်မနက်ဖြန်အတွက်နေ့တိုင်းသတိထားမယ်ခဏလေးနဲ့ကျွန်တော်တို့ပတ်သီးဝန်းကျင်လေး ရွေးပြီးတော့ပြောလိုက်ရအောင်ပြောလို့ရှိရင်ဗီဒီယိုလေးနားမယ်ပေါ့နော်ကဲဟုတ်ပြီရေအိုးဆုံးကျွန်တော်မနေ့တုန်းကပြောခဲ့တဲ့ break တစ်ခုဆိုတာမှန်သွားတယ်ပေါ့နော်တနေ့ကုန်စားအတွက်9:00ည3 break ထိပေးရမယ်ဆိုပြီးတော့မနေ့ကကျွန်တော်ပြောခဲ့တယ်ဒီနေ့၄ကိုထောက်သွားဆိုတာ3 break ဝင်သွားတယ်ပဲပြောမှာပေါ့ဆိုတော့မနေ့ပြန်လဲအဲ့ဒီ break line လေးဆက်ပြီးတော့ပေးမယ်ဆိုလို့ရှိရင်ဆက်လာမယ် break ရှိတယ်တည်ခြင်းနဲ့ကိုရီမားရဲ့အတွက်ကိုဒါပြောပြမယ်ပေါ့နော် ကိုကြိုက်မှတ်ကိုယူတော့မှမကြိုက်ရင်မတော့မှနဲ့အဲ့ဒီ break ဒီမနက်တနေ့ကောင်မှ9တုံညာ3 break ဖြစ်ပါတယ်မနေ့ကလည်း9တုံညာ3 break ပဲပေါ့နော်ဒီနေ့လည်းကျွန်တော်9တုံညာ3 break ပဲကျွန်တော်ဒီနေ့လည်းဆိုတော့ကျွန်တော်မနက်ပြန်တော့ပြောရအောင်နော်မနက်ပြန်ကျွန်တော်ဂျန်နာပရီနေ့16ရက်10လ2025တွက် break ဒီ9တုံညာ3 break ဖြစ်ပါတယ်ကိုအစဉ်ပြေသလိုကိုတော့မှကျွန်တော်ကတော့ပုံမှန်ပေးနေကြတဲ့အတိုင်း ဝန်ကြီးပတ်သေးနဲ့အတူ main all ၄ခွက်၄ခွက်စီရွေးထုတ်ပေးမယ်။ကြိုင်နေတတ်တဲ့သူတွေလိုက်ကစားမယ်။မကြိုင်ရင်လည်းမကစားနဲ့ဟုတ်ပြီနော်။ကဲဟုတ်ပြီ။ရွေးလိုက်ရအောင်။ဝန်ကြီးနေသည်တစ်ချောင်းဝန်ကြီးဖြစ်ပါတယ်။တစ်ချောင်းဝန်ကြီးတစ်ချောင်းပတ်သေးဖြစ်ပါတယ်။ပန်းနိုင်တဲ့ကိုရီမာတွေပပမပန်းနိုင်တဲ့ကိုရီမာတွေကကျွန်တော်အခုရွေးထုတ်ပေးမယ်။ကဏ္ဍ၄ခွက်စီကိုပဲအဓိကထားပြီးတော့ကစားရင်လုံလောက်ပါတယ်။ကဲဟုတ်ပြီ။တစ်ချောင်းဝန်ကြီးတစ်ချောင်းပတ်သေးတင်းနဲ့ပတ်သက်တဲ့၄ခွက်ကိုအရင်စပြောလိုက်ရအောင်။တစ်၄တစ်၉တစ်၂တစ်ခွန် 6469626ပုံဖြစ်ပါတယ်0419121 6469 6266ပုံဖြစ်ပါတယ်เนาะဒါလေးဒီကျွန်တော်အကြိုက်ဆုံး၄ခွ၄ခွစီရွေးတော့ပေးတာဖြစ်ပါတယ်အကြိုက်သူတွေကိုဒီမှာလိုက်ဆော့ပါပြီးသွားလို့ရှိရင် sorry မနေ့ပြန်မှာကျွန်တော်သတိထားမယ့်ကဏ္ဍဆိုတာဘာမှတော့မဟုတ်ဘူးအဲ့ဒါကကျွန်တော်ကဏ္ဍငါးလုံးအစ်စ်ရှိသေးတယ်ဗောနောကဏ္ဍငါးလုံးအစ်စ်ပါရဲ့လဲဆိုလို့ရှိရင်ကျွန်တော်3956 ဒီငါးလုံးသေးကျွန်တော်ဒီတစ်ပတ်လုံးမှာမထွက်သေးတဲ့ခဏငါးလုံးဖြစ်ပါတယ်အဲ့ဒီငါးလုံးသေးကျွန်တော်မနက်ပိုင်းတနေ့ကုန်မှာခွေပြီးတော့ကြာလာနိုင်ခြင်းရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီလေးလေးချိန်ပဲကျန်တော့တာပေါ့နော်နှစ်ရက်ပဲကျန်တော့တာလေးချိန်ပဲကျန်တော့တဲ့နေထိုင်မှာကျွန်တော်ခဏကငါးလုံးကျန်နေသေးတယ်ငါးလုံးကျန်နေသေးတဲ့အတွက်ကြောင့်မို့လို့ဒါသူတို့သူကျွန်တော်ဒီဒူးဒီမှာပေါ့နော်ကျွန်တော်ခဏပျောက်သေးဆိုလို့ရှိရင်တစ်လုံးနှလုံးပေါ့နော်ဒါထန်ကုန်ပဲဒါပျောက်လို့ရမယ် သုံးလေးလုံးပျောက်တဲ့ဘက်ဆိုတာအရင်ကရှားတယ်ပေါ့နော်ဒါသုံးလုံးထီတော့မှဒါပျောက်တော့ပျောက်ခဲ့တယ်ဒါပေမဲ့အရင်ရှားတယ်အဲ့တော့ကြောင့်မလို့ဒါတွေကိုကြည့်ခြင်းအပြင်ကျွန်တော်ငန်းငါးလုံးနဲ့ကျွန်တော်နှလုံးအားမနမတနေကုန်မှာဆင်းကိုဆင်းသင့်ပြီးလာလာသင့်ပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ငန်းငါးလုံးခွေကိုကစားနိုင်တဲ့ငူတွေမှာတက်နိုင်တဲ့ငူတွေမှာရကနန်းကလုံးခွေလေးကိုသတိထားပြီးတော့ကစားစီခြင်းပါတယ်မတက်နိုင်တဲ့ငူတွေမှာရကျွန်တော်စွမ်းတော်ရွေးချက်ပေးခဲ့တဲ့ကနန်း main 4ခွက်4ခွက်စီကိုပဲအဓိကထားပြီးတော့တနေကုန်မှာကစားမယ်မနက်မထွက်ဘူးဆိုလို့ရှိရင်ညနေမှာစက်ပြီးတော့ကစားမယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဗီဒီယိုလေးကဒီလောက်ဆိုလုံလောက်ပြီလို့ထင်တယ်ကျွန်တော်ပြန်ပြီးတော့အချင်းချုပ်ပေးရမယ်ဆိုလို့ရှိရင်စာရိုးကျန်တဲ့၄ချိန်ကစားကျင်တဲ့ကိုရီမာနီယာခွန်ဘရိတ်ရဲ့1869ခွေရဲ့ရှိပါမယ်။နေတိုက်ကစားတဲ့ကိုရီမာနီယာမနက်ဖြန်ဂျာတာပဒိနေ့တနေကုန်မှာ1619ပတ်တီပြောရလို့ရှိရင် ကြံကရန်၅လုံးခွေလေးကိုအဓိကထားပြီးတော့ဒါသတိထားပြီးကစားသိကြပါမယ်ပေါ့နော် break နေနေဆိုလို့ရှိရင်မနက်ပိုင်းတနေကုန်မှာနေ့တိုင်းမှာ၅တောင်3 break ဖြစ်ပါတယ်။ကဲဟုတ်ပါပြီ။ video လေးကိုကျွန်တော်ဒီလောက်နဲ့ပဲရန်လာလိုက်ပါတယ်။တိတ်ပြီးတော့ machine တာရှိလို့ရှိရင်လည်းကျွန်တော်ကို comment အောင်မှာမေးလို့ရပါတယ်။ဘာပဲဖြစ်ဖြစ်သိကြတာရှိရင်ကျွန်တော်မေးလို့ရပါတယ်။အမ်အားလုံးပဲစိတ်ချမ်းသာကြွယ်ကြွယ်ချမ်းချမ်းနဲ့ပြည့်စုံကြပါစေ။မနက်ဖြန် ထိုးလို့ရှိရင်လည်းပေါ့နော်ထိုးတဲ့ကဏ္ဍတိုင်းပောက်ကဏ္ဍဖြစ်ပြီးတော့အသက်ရှူတိုင်းငွေဝင်ကြပါစေအားလုံးကိုချစ်ပါတယ်ကျွန်တော်မနက်ဖြန်မှာပြန်ပြီးတော့ဆုံတွေ့ပါမယ်တတ်တာပါ